အရှင်သာရိပုတ္တရာရဲ့နံပါတ်1ပြောတဲ့သမ္မာဒိဋ္ဌိဆိုတာငါရှင်တို့တဲ့အကုသိုလ်ကိုသိတယ်အကုသိုလ်ဖြစ်ကြောင်းကိုသိတယ်ကုသိုလ်ကိုဖြစ်သိတယ်ကုသိုလ်ဖြစ်ကြောင်းကိုသိတယ်အဲ့ဒီနှစ်ခုသိနေရင်ဒါသမ္မာဒိဋ္ဌိပဲဟောရှင်သာရိပုတ္တရာရဲ့တရားဟောပုံကကုသိုလ်အကုသိုလ်ကစား အကုသိုလ်ဆိုတာဘာလဲပါဏတိပါဒသူမြတ်တဲ့တတ်တယ်အရိဏဒါနပိုင်ရှင်မပေးတဲ့သူမြတ်ပစ္စည်းကိုခိုးတယ်ကာမေသူမိစ္ဆာသရသူမြတ်အိမ်ရာကျူးကျော်တယ်မုသာဝါဒမဟုတ်မမှန်တဲ့ဇကားတွေပြောတယ်စသည်ဖြင့်ဓာမျိုးတွေဟာအကုသိုလ်ပဲအဲ့ဒီအကုသိုလ်တွေကဘာဖြစ်လို့ဖြစ်တာလဲလောဘကြောင့်လိုချင်မှုတွေအကြည့်ပြီးတော့လာပြီဆိုရင် ပါဏာတိပါဠသူများတယ်လဲသာကောင်းသတ်နိုင်တယ်အရိဏဒါနသူများမပေးတဲ့ပစ္စည်းကိုလဲခိုးကောင်းခိုးနိုင်တယ်ကာမေသူမိစ္ဆာသရသူများအိမ်ယာကိုလဲကျူးကျော်ကောင်းကျူးကျော်နိုင်တယ်မုဒ္ဒဝါဒလိညာပြီးတော့လဲပြောနိုင်တယ်ဟုတ်ကံငါးပါးမလုံနာသည်ဘာဖြစ်လို့လဲမေးလောဘအာကြီးလွန်းတဲ့ပုံကိုယ်တွေကကံငါးပါးလုံဖို့ခဲရင် ောက်တကဒေါသအကြည့်ရင်လည်းဒီတိုင်းပဲပဏ္ဍိပါဒသူမြတ်တဲ့တတ်တယ်ဆိုတော့ဒေါသအလွန်အကြည့်လွန်းလို့တတ်တာပေါ့နောက်တကမောဟအကြည့်ရင်လည်းဒီတိုင်းအကြောင်းအကျိုးကောင်းဆိုဘာမှမသိဘူးလှုပ်တင်တာလည်းမသိဘူးမလှုပ်တင်တာလည်းမသိဘူးအဲ့တော့လောဘဒေါသမောဟဆိုတာကငါရှင်တို့တဲ့အကုသိုလ်ဖြစ်ခြင်းရဲ့အကြောင်းရင်းပဲဒီလိုပြောတယ် ဒါဆိုကုသလင်းစာပဇာနာတိကုသလမူလင်းစာပဇာနာတိကုသလင်းစာ ကုသိုလ်ကိုလည်းပဇာနာတိတည်တယ်ကုသလမူလင်းစာကုသိုလ်ဖြစ်ကြောင်းကိုလည်းတည်တယ်ဆိုတာဘာလဲမေးရသူမြတ်တဲ့တခြင်းကရှောင်းတယ်သူမြတ်ပစ္စည်းဥစ္စာခိုးခြင်းကရှောင်းပဲမူသားတကားပြောခြင်းကရှောင်းပဲသူမြတ်အိမ်ရာကျူးကျော်ခြင်းကရှောင်းပဲတေရဲ့တောက်ခြင်းကရှောင်းပဲစသည်ဖြင့်ဒါတွေဟာရှောင်းပြီဆိုရင်ကုသိုလ်ရဲ့ ကုသိုလ်ဖြစ်ခြင်းရဲ့အကြောင်းရင်းကဘာလဲမေးအလောဘလောဘတော့ကလောဘရှိတော့ကသူမြတ်ပစ္စည်းမတရားလိုချင်တာအလောဘကြတော့ကိုယ်ရှိတဲ့ပစ္စည်းလေးနဲ့သူတစ်ဖက်သားကိုချမ်းသာစေခြင်းလာတာအဲကြောင့်ကုသိုလ်ဖြစ်ခြင်းရဲ့အကြောင်းရင်းကတစ်အလောဘနှစ်ကအဒေါသအဒေါသဆိုတာမေတ္တာ မေတ္တာဆိုတာတတ္တဝါတွေချမ်းသာစေခြင်းလားဒေါသအာကြီးတဲ့ပုဂ္ဂိုလ်သူတစ်ပါးသားကိုတတ်ခြင်းဖြတ်ခြင်းညှဉ်းပန်းခြင်းနှိပ်စက်ခြင်း ਨੇ မေတ္တာသမားကြအဲ့လိုမဟုတ်ဘူးတဲ့အဒေါသသမားကြကိုယ့်ကိုအကြောင်းပြုပြီးတတ္တဝါတွေချမ်းသာစေခြင်းနာမေတ္တာပဲနောက်တကအမောဟအမောဟဆိုတာကပညာအကြောင်းကျိုးအကောင်းဆုံးလှုပ်တဲ့နာမလှုပ်တဲ့နာခွဲခြားပြီးတော့သိပြီးတော့မှမလှုပ်တဲ့နာတွေရှောင်ရှား လုံတဲ့နာလေးတွေလုံးပြီးတော့နေခြင်းဟာကုသိုလ်ဖြစ်ခြင်းရဲ့အကြောင်းပဲအဲကြောင့်ချက်သားတို့တဲ့တမ္မာဒိဋ္ဌိဆိုတာဘာလဲမေးရင်အဲ့လိုကုသိုလ်အကုသိုလ်ခွဲခြားသိပြီးတော့ကုသိုလ်ဖြစ်ခြင်းအကြောင်းအကုသိုလ်ဖြစ်ခြင်းအကြောင်းသိခြင်းဟာတမ္မာဒိဋ္ဌိပဲတဲ့ဒီလိုပြောတယ်